မင်္ဂလာပါရှင်ခေတ်တက်တယ်လီဗေးရှင်းကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံး ကာကင်းစကန်အများစုကိုတိမ့်ပိုက်ပြီးနောက်အေအေနဲ့တော်လန်ရေးတက်တွေနေရီကန်စကန်ကိုဝိုင်းပက်ပိတ်ဆို့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေတိုင်းနဲ့ရခိုင်ပြည်ကိုဆက်သွယ်ထားတဲ့အမ်ဘရန်လန်ရိုးမဘော်ကအကြီးဆုံးစေရုပ်စုစကန်ဖြစ်တဲ့နေရီကန်စကန်ဝင်းချင်းကကာကင်းစကန်တွေကိုအရခတက်တော်နဲ့တော်လန်ရေးအများစုတွေကယခုရက်ပိုင်းမှာတိမ့်ပိုက်ထိန်းချုပ်လိုက်ပြီးနောက်နေရီကန်စကန်ကိုဝိုင်းပက်ပိတ်ဆို့ထားတယ်လို့စင်ရေးသတင်းရင်းမြစ်တချို့ကပြောပါရယ်။ ။နိုင်ရီကန်စကန်ကိုဝိုင်းရန်ကာထားပြီးဟောင်းဝေစာလက်နက်ကြီးတွေပါတပ်ဆင်ထားတဲ့ကုတ်ကြီးရွာကကာကင်းစကန်နဲ့စွန်တက်ရွာကာကင်းစကန်စတဲ့ကာကင်းစကန်သုံးခုကိုစေုပ်စုလက်လွတ်လိုက်ရပြီးနောက်နိုင်ရီကန်စကန်အနေနဲ့ပိတ်ဆို့ခံထားရတဲ့အခြေအနေကိုရောက်ရှိသွားတာဖြစ်ပါတယ်။နိုင်ရီကန်စကန်ရဲ့အောက်ဖက်မှာဆိုရင်ကုတ်ကြီးမက်ဆီနဲ့ဖက်စီနဲ့ဥထုဇွန်စတဲ့စကန်တွေဟာအကြီးဆုံးစကန်တွေဖြစ်တယ်လို့ နင်းတဲနဲ့စွန်တက်အပါဝင်အခြားကာကင်းစခန်းငယ်တွေကိုလည်းတိမ့်ပိုက်ချပြီးဖြစ်တယ်လို့စည်ရေးသတင်းရင်းမြစ်တို့ကပြောပါရယ်ကာကင်းတွေကြတော့ပေါ့နှစ်ခုသုံးခုလောက်ကြတဲ့သဘောရှိတယ်စေယုစုကာကင်းတွေကြတော့ပေါ့အထူးကစေယုစုစခန်းကြီးတွေကတော့ဂုတ်ကြီးရှိမယ်ဗက်စီရှိမယ်အရှုချင်းလိုဥထုဆုံရှိမယ်ဂျန်တဲ့အသေးလေးတွေကတော့ PDF တွေမဟာမိတ်တွေပေါင်းတိုက်တဲ့၄90လောက်15ရောက်လောက်နေတဲ့ကာကင်းစခန်းလေးတွေ လင်း90ရောင်15ရောင်လောက်နေတဲ့ကကင်းစကန်လေးတွေအခုကတော့အကြီးပိုင်းတွေပေါ့အဲ့ဒီလိုမျိုးပတ်ပြီးတိမ့်တာပေါ့ဟုဆိုပါရယ်မက်စီရွာကကင်းစကန်ကိုတော့တိမ့်ပိုင်းနိုင်ခြင်းမရှိသေးကိုအတိပြုနိုင်သေးပဲတိမ့်ပိုင်းနိုင်ခြင်းရှိမရှိကိုအတိမပြုနိုင်သေးပဲအနည်းစကန်ဝင်းကျင်ထိတော်လိုင်းရက်တွေရောက်ရှိနေကြောင်းသူကဆိုပါရယ်ကိုကြီးရွာကကင်းစကန်ကလမ်းတစ်လမ်းမကြီးပေါ်မှာတည်ရှိတာဖြစ်ပြီး ဘက်စီရွာကာကင်းစကန်ကတော့လမ်းဟောင်းပေါ်ကကာကင်းစကန်ဖြစ်တာကြောင့်အဓိကလမ်းမကြီးတွေနဲ့ကာကင်းစကန်တွေကိုအရခတက်တော်နဲ့တော်လန်ရေးအင်အားစုတွေကစုမိုထိန်ချုပ်လိုက်နိုင်တာလို့ဆိုပါရယ်အရခတက်တော်နဲ့တော်လန်ရေးအင်အားစုတွေဟာကာကင်းစကန်တွေကိုတခုချင်းစီသိမ့်ပိုက်ထိန်ချုပ်ပြီးနောက်အမ်ဘရန်လန်တိုင်းမကွေးတိုင်းတွင်ဘက်ထဲကိုတဖြည်းဖြည်းတိုးဝင်လာနေပြီလို့လည်းဆိုပါရယ်ဂုတ်ကြီးစကန်ကိုသိမ့်ပိုက်လိုက်နိုင်တာကြောင့်ရိုးမအောက်ဘက်ကဗရန်မြို့ကိုအရခတက်တော်နဲ့တော်လန်ရေးအင်အားစုတွေရောက်ရှိဖို့ဆယ်မိုင်ကျော်လောက်သာလိုတော့တယ်လို့ပြောပါ ါတယ်အခုရက်ပိုင်းနေအတွင်းနိုင်ရကန်စကန်အနီကကာကင်စကန်တွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့စေအုပ်စုက ARE မြေဘေးကမင်းဘူးမျိုးနဲ့မကွေးမျိုးတွေကကားစီး20လောက်နဲ့နိုင်ရကန်ဘက်ကိုတက်လာတာကြောင့်နိုင်ရကန်အနီမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်ဆန်လက်တင်ဆက်ပေးမယ့်တရင်ကတော့ဒဇင်တွေကပြူစောတီကောင်းဆောင်တူကို PDF ဖမ်းမိတဲ့တရင်ကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဒဇယ်မျိုးနယ်တွေကိုစစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့စစ်ကောင်စီစစ်ကြောင်းတွေနဲ့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေပြီးဒေသတွင်းမှာ NAG ရဲ့ပြူစောတီကောင်းဆောင်တအူးကိုအရှင်ဖမ်းမိထားတယ်လို့ဒဇယ် PDF စီကသိရပါတယ်။ကာဘိုးရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာဒဇယ်မျိုးတောင်ဘက်ကရွာတွေကိုစစ်ကြောင်းထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒဇယ်တောင်ဘက်ချမ်းကိုမြေပြင်ကနေစစ်ကြောင်းနှစ်ကြောင်းဖြတ်ပြီးစစ်ကြောင်းထိုးလာတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်လှုပ်ဆောင်လာနေပါတယ်။နောက်ဆုံးအချိန်တွေကစစ်ကောင်စီစစ်ကြောင်းနှစ် ကြောင်းပေါင်းသွားပြီလို့ယူဆရပါတယ်။ကျွန်တော်တို့ပြူစောတီကောင်းဆောင်တယောက်ဖမ်းမိတာပြီးလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေပါတယ်လို့ဒက်စဲ PDF ကရဲဘော်တအူးကပြောပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေထဲမှာစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုတွေရှိနေပေမဲ့အသေးစိတ်မသိရသေးဘူးလို့သူကပြောပါရယ်စက်တင်ဘာ30ရက်ကတိုက်ပွဲမှာပြူစောတီကောင်းဆောင်တို့အရှင်ဖမ်းမိခဲ့တာလို့သိရပါရယ်ပြူစောတီအတိုင်းဝိုင်းမှာတော့အရေးကြီးတဲ့လူပဲသူ့ကိုအရှင်ရအောင်ဖမ်းခဲ့တာပါလို့ဒဇယ် PDF ကရဲဘော်တို့ကပြောပါရယ်ဖမ်းမိထားတဲ့ပြူစောတီကောင်းဆောင်ရဲ့အချက်လက်နဲ့ပတ်သက်လို့လုံခြုံရေးအခြေအနေအရအသေးစိတ်မထုတ်ပြန်သေးဘူးလို့ဒဇယ် PDF ကပြောပါရယ်စစ်ကောင်စီရဲ့အမကန်တောက်တိုင်ဖြစ်တဲ့ဖုန်ကြီးဝါတော်ဟာ က်စဲကံဘလူကျွန်းလာမြို့နယ်တွေမှာဖြူစောတိအများပြားစုဆောင်ထားပြီးစစ်တပ်နဲ့ပေးနေပါတယ်အခုဖမ်းမိတဲ့ဖြူစောတိကောင်းဆောင်ဟာဘုံကြီးဝါတဝါနဲ့ဆက်ဆက်နေတယ်လို့ကာကွယ်ရဲဘော်တို့ကပြောပါတယ်လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းတွေဟာဒဇယ်နဲ့ရေဦးမြို့နယ်အဆက်ကိုလည်းစစ်ကြောင်းထိုးဖို့စူးစမ်းနေပါတယ်။၄ကြောင်းတိုက်ခိုက်မှုတွေလည်းဆက်ရှိနေပြီးဒဇယ်မြို့နယ်အတွင်းက ရွာစင်ရွာလောက်ဘင်းလွန်ရွာကိုရှောင်နေရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ26ရက်ကဒဇယ်မြို့နယ်တွင်ရေဦးကလေးဝလန်ကကန်ထူးမရွာကို စစ်ကောင်စီကပုံကျဲလို့အရဲသားရှိဦးသေဆုံးပြီး12ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ဗမော်တိုက်ပွဲပြင်းထန်နေပြီး KIA ကစီးရဲအရေးပါတဲ့နေရာချို့ကိုပြန်ထိန်းချုပ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ဗမော်တွင်စစ်ကောင်မရှင်နှင့် KIA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးဗမော်မျိုးရင်းရှိနေရာချို့ကို KIA ကပြန်လည်ထိန်းချုပ်ထားကြောင်းသိရပါတယ်။အောက်တိုဘာ၁ရက်နေ့မှာဒုံမိုင်ရွှေပြည်သား KBC ဖះအကြောင်းကောင်အား KIA တပ်များကပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းဒေတာရင်းသတင်းရှင်းပြထမ်းမှသိရပါတယ်။ ီးခဲ့တဲ့စက်တင်ဘာ24ရက်နေ့ကခေတ္တဆုတ်ခွာခဲ့ရတဲ့အဆိုပါဖရာကျောင်းကုန်းကို6ရက်ခန့်ထိုးစစ်ဆင်ပြီးနောက် KIA ကပြန်လည်တင်းယူလိုက်ခြင်းဖြစ်ပါတယ်စစ်တပ်ကလည်းထိုးစစ်ဆင်တဲ့နေရာတွေရှိသလို KIA ဘက်ကလည်းထိုးစစ်ဆင်နေတာတွေရှိတဲ့မြို့တစ်ခုလုံးရဖို့မှာစစ်တပ်ကသူတို့တက်ချင်းချင်းချိန်ဆမိပြီးတိုက်ပွဲပြန်ဆရသလိုဖြစ်ခဲ့တယ်လို့ထင်ပါတယ် KIA ဘက်ကလုံးဝမလျှော့ခဲ့ပါဘူးဟုကချင်တရင်ရင်းမြစ်ကပြောပါတယ်ဗမော်စစ်မြေပြင်စစ်တပ်ရဲ့မဆာယာစက်တင်နဲ့ဆက်သွယ်ရေးတပ်စတရ၅ဘက်မှစစ်ကြောင်း ်ကြောင်းထိုးပြီးထိုးစစ်စင်တိုက်ခိုက်လာပြီးနောက်စကန်ကုန်းကိုပြန်လည်ရယူခဲ့ခြင်းဖြစ်ပါတယ်ဗမော်မျိုးကို ထိုးစစ်အနေထားနဲ့စစ်ဆိုင်ထားချိန်မှာစစ်ကောင်မရှင်ကစစ်ရင်ရင်အုပ်စုကိုဆိတ်လုပြီးလူအင်အားဖြန့်ကလက်နက်ခဲယမ်းများပါဖြည့်ချင်းခဲ့တဲ့အတွက် KIA ကထိန်းချုပ်နေရာချို့ကိုလက်လုခဲ့ရပါတယ်စစ်ကောင်မရှင်ကစစ်ရင်ရင်အုပ်စုမှာပါလာတဲ့လူအင်အားဖြင့်ရွှေကူမြို့ရှိခြေကုပ်စခန်းအချို့ကိုပါခန်းစစ်အနေထားမှာတိုက်စစ်ပုံစံပုံဖော်စုဖွဲ့ခဲ့ကြပါတယ်ထို့ပြင်စစ်ကောင်မရှင်ကပမော်မြို့တွင်ပိုင်းကိုပါစစ်ရင်အားဖြန့်ချက်ပြီးထိုးစစ်ဆင်လာတဲ့အနေထားထိရောက်ခဲ့ပြီး KIA နဲ့ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခဲ့ကြောင်း င်းသိရှိရပါတယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ဖာပေါ်မြို့နယ်တွင်စစ်တပ်က BGF နှင့်ပူးပေါင်း၍စစ်ကြောင်းထိုးလာပြီးတိုက်ပွဲများအပြင်းထန်ဖြစ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများရှိနေတော်လဲအင်အားအလုံးရင်းဖြင့်ထိုးစစ်ဆန္ဒနေစေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဂရင်ပြည်နယ်ဖာပေါ်မြို့နယ် နိုဘောတီရွာကိုစစ်ကြောင်းထိုးလာတဲ့ BGM နဲ့စစ်တပ်ပူးပေါင်းအဖွဲ့ကို၄ရက်ကြာကြာဖြတ်တိုက်ခတ်ရာစစ်တပ်ဘက်မှစေဦးထက်မနေတိဆုံးခဲ့ကြောင်းနိုင်ငံရေးစစ်ကြောင်းမှစစ်ကြောင်းမှုဗိုလ်တပ်သူကပြောဆိုပါတယ်စက်တင်ဘာလ22ရက်ကစတင်ပြီးဖားပုံမျိုးနဲ့နိုဘောတီရွာကိုမောင်လကျိုင်ဦးဆောင်တဲ့ BGM အဖွဲ့နဲ့အကြမ်းဖက်စစ်တပ်ပူးပေါင်းထားတဲ့အင်အား300ခန့်ပေါင်းစစ်ကြောင်းကစစ်ကြောင်းထိုးလာ၍ဒေါ်လာရေးတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်ထိုထိတွေ့တိုက်ပွဲဟာစက်တင်ဘာလ26ရက်နေ့ထိဖြစ်ပွားခဲ့ ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ၁၀ဦးထက်မနည်းထိခိုက်သေးဆုံးကနေကနေစစ်ကြောင်းဘက်မှလည်းတော်လှန်ရေးရဲဘော်၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်ဘက်မှစစ်ကြောင်းမတိုးနိုင်တော့လေအင်အားများထပ်မံဖြစ်ခြင်းနေ၍တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းဒေါ်လန်ရေးရဲဘော်များသည်လည်းစစ်ကြောင်းထပ်မံတိုးလာမည်ကိုစောင့်ကြည့်နေကြောင်းသိရပါဗျာ။ စက်တင်ဘာ22ရက်နေ့မနက်ပိုင်းကစပြီးတော့နိုဘောတီကျေးရွာအနီးမှာတိုက်ပွဲဆဖြစ်တာပါ26ရက်နေ့တိုက်ပွဲမှာကျွန်တော်တို့ရဲဘော်တွေထိခိုက်ဒဏ်ရာရလို့တက်ပြန်ဆုတ်ခဲ့တယ်အဲ့ဒီစစ်သားတွေကကမောင်ဘက်ကနေလာပြီး BGF ကမောင်လာကျိုင်းနဲ့ပူးပေါင်းပြီးကျွန်တော်တို့ကိုစစ်ကြောင်းထိုးလာတာပါဟုငကနေစစ်ကြောင်းမှစစ်ကြောင်းမှုဖြစ်သူဗိုလ်တပ်တူကပြောဆိုကြောင်းသိရပါတယ် နိုင်ငံ내စစ်ကြောင်း Blood Dragon Column Day ဖပွန်ခရိုင်တွင်ရှိအကျန်းဖက်စစ်တပ်နှင့် BG ရဲ့ပူးပေါင်းအဖွဲ့တို့၏စစ်ကြောင်းထိုးမှုများကိုကျင်းပန်းများစွာကြားဖြတ်တိုက်ခိုက်နေသောအဖွဲ့တစ်ခုဖြစ်ပြီးမထော်စင်ဆွဲတောင်တုံးလုံး노ဘော်တီဂတိုင်တီနှင့်မဲပလီတက်စကန်တိုင်းတိုက်ပွဲများတွင်လည်းပူးပေါင်းပါဝင်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။မြေပြင်မှာလည်းအကြမ်းဖက်စစ်တပ်ကအင်အားလုံးရင်ဖြင့်ထပ်မံစစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းကြောင့်ခဲယမ်းဖြည့်တင်းရန်နှင့်တန်ရာရရွှဲပေါ်များကိုစေဝါကူတာရန်စေဝါများလည်းလိုအပ်လျက်ရှိ၍ပြည်သူများပူပေါင်းပါဝင်ကြရန်မြစ်တာရက်ခံကြောင်းနိုင်ငံ내စစ်ကြောင်းမှစစ်ကြောင်းမှုဗိုလ်တပ်တူကဆက်လက်ပြောဆိုထားကြောင်းသိရှိရပါတယ်။